မင်္ဂလာမနက်ခင်းပါရှင်။အော်တိုဘားလ23ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရတဲ့ထွန်းလင်းတင်ဆက်ပေးသွားပါတော့မယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့အင်အားပြင်းကလေးတန်းခံခဲ့ရတဲ့နေမြေဒေသတွေပြန်လည်ထူထောင်ရေးအတွက်၃နှစ်ကနေ၅နှစ်သက်တမ်းရှိတဲ့ချင်းွေတွေကိုတတ်တာတဲ့အတူနှုံနဲ့ထုတ်ချေးပေးသွားမယ်ဆိုတဲ့သတင်းအခုနှစ်တောင်ကြီးတဆောင်တိုင်းမိမုံပြန်ပွဲတော့ကိုအော်တိုဘား28ရက်နေ့ကနေစတင်ကျင်းပမယ်ဆိုတဲ့သတင်းတရုတ်ဟာ တရုတ်တိုင်ပေကိုကျူးကျော်ဖို့ဆန္ဒမရှိကြောင်းအမေရိကန်သမ္မတထရန့်ပြောကြားခဲ့တဲ့တဲ့င်။နယူးဒယ်လီမြို့တော်မှာမီးခိုးမျိုးတွေဖုံးလွှမ်းနေတဲ့တဲ့င်နဲ့ဘိုင်ယန်အသင်းရဲ့ကုမ္ပဏီနှစ်နှစ်သက်တမ်းတိုးခဲ့ပြီး2029ခုနှစ်အထိဆက်ရှိနေမယ်ဆိုတဲ့တဲ့င်အစရှိတဲ့တဲ့င်တွေကိုတင်ဆက်ပေးပါမယ်။ဥဆောင်ရင်းတပုတ်အနေနဲ့အင်အားပြင်းကလေးတန်ခံခဲ့ရတဲ့နေမြေဒေသတွေပြန်လည်ထူထောင်ရေးအတွက် ၃နှစ်ကနေ၅နှစ်အထိသက်တမ်းရှိတဲ့ချင်းငွေတွေကိုတက်တာတဲ့အတုံးနှုံနဲ့ထုတ်ချေးပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အင်အားပြင်းကလေးတန်ခံခဲ့ရတဲ့နေမြေဒေသတွေပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေရှောက်ထားနိုင်ပြီ။၃နှစ်ကနေ၅နှစ်အထိသက်တမ်းရှိတဲ့ချင်းငွေတွေကိုတက်တာတဲ့အတုံးနှုံနဲ့ထုတ်ချေးပေးသွားမယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။2025ခုနှစ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်ကြီးကြောင့်ပြည်သူ့နေမြေနေပြည်တော် မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကပြက်လဲထူထောင်မှုနိုင်ငံတော်ကထိုင်ဝင်ပံ့ပိုးတဲ့ရမုံငွေနဲ့၃နှစ်ကနေ၅နှစ်အထိတည်တန်းရှိတဲ့ချင်းငွေတွေကိုတက်တာတဲ့အတူနှုံနဲ့ထုတ်ချေးသွားမယ်လို့သိရပါတယ်သုံးနှစ်ကနေ၅နှစ်အထိတက်တန်းရှိတဲ့ချင်းငွေတွေကိုနေရင်နဲ့အစအိုးပြန်လည်တိဆောက်ရေးချင်းငွေအတုံးနှုံး300ခန်းနုံအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက်လုပ်ငန်းလက်ပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှုခြေငွေအတုံးနှုံး900ခိုင်နှုန်းစက်ရုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရင်းနဲ့လက်ပတ်နိုင်ရေးခြေငွေအတုံးနှုံး900ခိုင်နှုန်းနိုင်ငံပိုင်အခြေခံအဆောက်အုံများတာဝန်ယူတည်ဆောက်နေတဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက်ယာယီခြေငွေအတုံးနှုံး900ခိုင်နှုန်းနဲ့ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ခြေငွေအစီအစဉ်မှာပအဝင်ဆောင်ရွက်မဲ့ဘဏ်နဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေအဖြစ် AR Bank BCL UAB Bank BCL ARD တောင်သူလေသမားများဖွံ့ဖြိုးရေးဘဏ်ရိုးမဘဏ် ဆောင်းလုပ်ရေးအင်ယာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မြန်မာနိုင်ငံသားများဘဏ်ကမ္ဘောဇာဘဏ်မြောက်ရီဘဏ်အင်းဝဘဏ် Best Merchants Finance Company Limited and Sega Finance Company Limited တွေကိုချင်းငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် SOP နဲ့အညီရွေးချယ်ထားကြောင်း SOP အသေးစိတ်အချက်တွေကို CBN website www.cbn.gov.mm မှာကြည့်ရှုနိုင်တယ်လို့သိရပါတယ်ငလီတန်ခံခဲ့ရတဲ့နေမြေဒေသမှာရှိတဲ့စေဝါးရေးလုပ်ငန်းတွေနဲ့ပြည်သူတွေအနေနဲ့ချင်းငွေအစည်းအဝေးမှာပါဝင်ဆောင်ရွက်မဲ့ ဘဏ်တွေနဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေကနေတဆင့်ချင်းငွေတွေရှောက်ထားနိုင်ပြီဖြစ်တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအတည်ပြုကြေညာထားပါတယ်။အခုနှစ်တောင်ကြီးတစောင်းတိုင်းမြေပုံပြန်ပွဲတော်ကို အော်တိုဘာ29ရက်ကနေစတင်ကျင်းပသွားမယ်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။2025ခုနှစ်တောင်ကြီးတစောင်းတိုင်းမြေပုံပြန်ပွဲတော်ကြီးကိုအော်တိုဘာ29ရက်ကစပြီးကျင်းပသွားမယ်လို့ပွဲကျင်းပရေးကော်မတီထံကသိရပါဗျ။ အခုနှစ်မှာနေလွတ်အယုတ်မိဘုံပြန်များတာကြောင့်ရှင်းနှစ်ရက်ကစတင်ပြီးနေလွတ်အယုတ်တွေလွတ်တင်သွားမှာဖြစ်ပြီးကြံရက်တွေမှာဖွင့်ပွဲပိတ်ပွဲပြောင်းလဲခြင်းမရှိဘူးလို့သိရပါတယ်။အော်တိုဝါ29ရက်မှာတောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲတော်ဖွင့်ပွဲရက်ကျင်းပသွားမှာဖြစ်ပြီးနိုဝင်ဘာ9ရက်မှာစုပေးပွဲကျင်းပသွားမှာဖြစ်တယ်လို့ရှမ်းပြည်တောင်ပိုင်းရိုးရမိဘုံပြန်အသင်းထံကသိရပါတယ်။အခုနှစ်မှာနေလွတ်မိဘုံပြန်အယုတ်စင်မှာခြေနှစ်ချောင်း189လုံးခြေလေးချောင်း102လုံးအုပ်စုအလုံး66လုံးစုစုပေါင်း358လုံး ုံးဖြစ်တယ်လို့သိရပါဗျာ။ညလွတ်မီးပုံးပြန်စင်ရဲမှာစိန်နပံ38လုံး22ပေ25လုံး25ပေ18လုံးစုစုပေါင်းညလွတ်အလုံး80ဖြစ်တယ်လို့သိရပါဗျာ။ဒါ့အပြင်ဂုံပြွလွတ်တယ်မဲ့ဖြုတ်ပြေးမီးပုံးပြန်ဖွင့်ပွဲပိတ်ပွဲမှာလွတ်တယ်မဲ့မီးပုံးပြန်စုစုပေါင်း9လုံးရှိတယ်လို့သိရပါဗျာ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်ဟာတရုတ်တိုက်ပွဲကိုကျူးကျော်ဖို့စံနှုန်းမရှိကြောင်းအမေရိကန်သမ္မတထရန့်ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ဟာတရုတ်တိုက်ပွဲကိုကြိုးကျဖို့စံနာမရှိကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအော်တိုဝါ20ရက်ကပြောကြားခဲ့ပါတယ်။ထရမ့်ကအခုလောက်ကော်ဝိုင်းမှာ၎င်းနဲ့တွေ့ဆုံမဲ့တရုတ်သမ္မတရှီကျင်းပင်နဲ့၎င်းရဲ့ဆက်ဆံရေးကိုလည်းယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ရှီယာ2029ခုနှစ်မှာထိုင်ဝမ်ကိုသိမ်းယူဖို့ကြိုးပမ်းလိမ့်မယ်ဆိုတဲ့ပင်တဂွန်ရဲ့လီလာဆန်းစစ်ချက်နဲ့ပတ်သက်ပြီးသတင်းထောက်တွေရဲ့မြင်းမြတ်မှုကိုခံခဲ့ရပါတယ်။ကျွန်တော်တို့ကတရုတ်နဲ့အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။တရုတ်ကလည်းအဲ့လိုလုပ်ချင်မှာမဟုတ်ပါဘူးလို့ထရမ့်ကဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအဗန်နီစ်နဲ့တွေ့ဆုံချိန်မှာသတင်းတောက်တွေကိုပြောပါရယ် တရုတ်တိုက်ပွဲနဲ့ပတ်သက်ပြီးရှီရဲ့သဘောထားနဲ့ပတ်သက်လို့ထရမ့်ကပြောကြရမှာတရုတ်တိုက်ပွဲကသူ့အတွက်အရန်အရေးကြီးနေတာဖြစ်နိုင်မယ်မလဲတခုခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးလို့ပြောကြခဲ့ပါတယ်ထရမ့်ဟာတရုတ်တိုက်ပွဲကိုကာကွယ်ဖို့တပ်ဖွဲ့တွေကိုတရားဝင်ခွင့်ပြုမှာဟုတ်မဟုတ်ကိုရှင်းလင်းစွာမပြောခဲ့ပေအမေရိကန်ဟာကမ္ဘာပေါ်မှာစစ်အင်အားအတောင်တင်းဆုံးနိုင်ငံဖြစ်နေတယ်ဆိုတဲ့အချက်ကိုတရုတ်ကသိရှိထားတယ်လို့ပြောပါတယ်ကျွန်တော်တို့စီမှာအကောင်းဆုံးအရာမှန်သမျှရှိနေပါတယ်။ဘယ်သူကမှလာပြီးရှုံမှာမဟုတ်ပါဘူး။မစ္စတာရှေကလည်းအဲ့လိုလုံးလိုက်မယ်လို့ကျွန်တော်မထင်ပါဘူးလို့ထရမ့်ကပြောပါရ ယ်။ဒါပြင်တရုတ်တိုင်ပင်နဲ့တခြားအရေးကိစ္စတွေရှိနေတဲ့တိုင်အောင်တရုတ်နဲ့ဆက်ဆံရေးဟာကောင်းမွန်လိမ့်မယ်လို့ထင်ကြောင်းထရမ့်ကပြောကြားခဲ့ပါရယ်။အခုလောက်ကုန်ပိုင်းမှာတောင်ကိုရီးယားမှာပြုလုပ်မဲ့အာရှပစိဖိတ်ညီလာခံမှာထရမ့်နဲ့ရှီတို့တွေ့ဆုံပွဲရှိပြီးဒါဟာထရမ့်ရဲ့ဒုတိယသက်တမ်းအာဏာရလာပြီးတဲ့နောက်ရှီနဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပါရယ်။ဆက်လက်ပြီးတော့နယူးဒီလီမြို့တော်မှာမိကုံးမျိုးတွေဖုံးလွှမ်းနေရဲဆိုတဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့တော်မှာအော်တိုဝါ20ရက်ကမီးခိုးမြူတွေထူရဲစွာဖုံးလွှမ်းခဲ့တယ်လို့သိရပါဗျ။နယူးဒယ်လီရဲ့လေရုညင်ညမ်းမှုအစဉ်ဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကြံပြုထားတဲ့ပမာဏထက်16ဆကျော်ပိုမိုမြင့်တက်လျက်ရှိချိန်မှာအခုလိုမိကုံးမျိုးတွေဖုံးလွှမ်းနေတာပါလူရေတန်း30နေထိုင်တဲ့နယူးဒယ်လီနဲ့အနီးဝန်းကျင်မြို့ပြနေရာတွေဟာစောင်းရသည်မှာကမ္ဘာ့လေရုအညင်ညမ်းဆုံးဆင်းရဲမှာထိတ်ဆုံးနေရာမှာအစဉ်အမြဲရပ်တည်နေလျက်ရှိပါတယ် ်မိခိုးရေကြောင့်နှစ်စဉ်နှစ်တိုင်းလူပေါင်းထောင်ချီဟာအရွေးမတိုင်မီတိတ်ဆုံးခဲ့ပြီးပြောင်းကျင်းနေတဲ့အစိုးရရဲ့ဂျုံဝဲအာထုံးမှုတွေဟာပြည်ထနာကိုထိထိရောက်ရောက်မဖြေရှင်းနိုင်မှုကြောင့်မြို့နယ်လူထုအတွက်နှစ်စဉ်စိတ်တူဒေါသဖြစ်နေကြရပါတယ်။ဆောင်းရသည်မှာပုံမိုအေးများတဲ့အပူချိန်နဲ့ဖြင်းင်းစွာရွေလျားတဲ့လေတိုက်နှုံးတွေဟာ အန္တရာယ်ရှိတဲ့ညဉ့်ညမ်းမှုတွေကိုလေရုအတွင်းပိတ်မိနေစေခြင်းအဖြစ်လေရုညဉ့်ညမ်းမှုကိုပုံမှုဆုံးရွားစေပါတယ်။ဒီပြဿနာဟာအော်တိုဝါလလေကနေဇန်နဝါရီလအထိကြာမြင့်လေရှိပါတယ်။အခုလေရုညဉ့်ညမ်းမှုဟာဟိန္ဒူမီထုံးပွဲတော်ဖြစ်တဲ့ဒီဝါလီနေ့အထိမ်းအမှတ်အဖြစ်မီးရှို့မီးပတ်တွေရပ်ပေါင်းများစွာပစ်ဖောက်တာကြောင့်လေရုညဉ့်ညမ်းမှုပုံမှုမြင့်တက်နေတာဖြစ်ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ဘိုင်ယန်အသင်းနဲ့ကုမ္ပဏီ နှစ်နှစ်သက်တမ်းတိုးခဲ့ပြီး2029ခုနှစ်အထိဆက်ရှိနေမယ်ဆိုတဲ့အောက်ကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဘိုင်ယံမြင့်မြင့်အသင်းဟာနီးပြဗင်းစစ်ကုမ္ပဏီကိုနှစ်နှစ်သက်တမ်းတိုးခဲ့ပြီးစာချုပ်သစ်အရ2029ခုနှစ်အထိဆက်ရှိသွားမှာဖြစ်ပါတယ်။မန်စီးတီးနောက်ခံလူဟောင်းကုမ္ပဏီဟာ ဘာရန်အသင်းကို2024ခုနှစ်မေလမှာစတင်တာဝန်ယူခဲ့ပြီးမူလစာချုပ်က2028ခုနှစ်နွေရာသီမှာတက်တန်းကုန်ဆုံးပါလိမ့်မယ်။39နှစ်အရွယ်ကော်မတီအနေနဲ့ပြီးခဲ့တဲ့ရာသီကဘာရန်အသင်းကိုဘော်ဒလီကချန်ပီယံဖလားရအောင်ဆွမ်းဆောင်ပေးခဲ့တာပါ။၎င်းဟာသူ့လက်ထက်ပြိုင်ပွဲဆုံး68ပွဲမှာ49ပွဲအထိအနိုင်ရရှိထားတာဖြစ်ပါတယ်။ ကျွန်ုပ်ဖို့ကျေးဇူးတင်ခုံယူမိပါတယ်ပထမဆုံးနေ့ကစပြီးကျွန်ုပ်ကိုပေးခဲ့တဲ့ယုံကြည်မှုနဲ့အလုပ်ပုံဝင်ခြင်းနဲ့ဘာရဲ့အသိကိုကျေးဇူးတင်လိုပါတယ်ဒီမှာကျွန်တော်အနေနဲ့ကာလာကြာရှည်ဆက်ရှိမယ်လို့ခန်းစားရပါတယ်ပြီးတော့ဒီကလပ်အကြောင်းကိုကျွန်တော်ကောင်းစွာသိပါတယ်ဒါကကြီးကျယ်ခံထားတဲ့အတွေ့အကြုံတစ်ခုပါပဲကျွန်တော်တို့ဟာအန်အသင့်စရာကောင်းတဲ့ခရီးတစ်ခုကိုစတင်ခဲ့တယ်ဆက်လက်ကြိုးစားပြီးအောင်မြင်မှုတွေအတွက်ဂုဏ်ပြုရအောင်ပါလို့ကုမ္ပဏီကပြောခဲ့ပါတယ် ဘာရက်သင်းဟာ2025-26ရာသီအစမှာဂျာမန်စူပါဖလားစခိုးခဲ့ပြီးဘွန်ဒလီကာအမှတ်ပေးစရာမှာ၅မှတ်ဖြတ်ဦးဆောင်နေပါတယ်။ကော်မတီဟာ2019ခုနှစ်မှာအန်ဒါလက်အသင်းကိုကစားသမားနေပြအဖြစ်စတင်တာဝန်ယူခဲ့ပြီးကစားသမားဘဝကအနားယူခဲ့တဲ့2020ပြည့်နှစ်မှာအချိန်ပြည့်နေပြ ဖြစ်လာခဲ့ပါတယ်။အန်ဒါလက်အသင်းကိုအမှတ်ပေးချန်ပီယံဆုနှစ်ကြိမ်ရယူပေးခဲ့ပြီး2022ခုနှစ်မှာဗန်လီအသင်းနှိပြဖြစ်လာခဲ့ပြီးသူ့ရဲ့ပထမဆုံးရာသီမှာလီးချန်ပီယံရှစ်ဖလားရယူပေးခဲ့ပါတယ်။ ော်တိုဘားလ23ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ညနေ၄နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။ကောင်းမွန်တဲ့နေ့ရက်လေးဖြစ်ပါစေ။